ဆွေဒီဇင်ဘာပါဆိုတော့ကျွန်တော်ဒီနေ့မှာဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ပြန်လည်ပြီးကာမဝင်ငါရှင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကအထူးသဖြင့် Happy Sweet December နေဖြစ်တဲ့အတွက်ကြောင့်ဒီ Happy Sweet December အားလုံးဖြစ်ပါစေလို့ကျွန်တော်ဒီကနေ့နှုတ်ခွန်းဆက်သချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ဒူတူကွာ ဆင်ခြင်ဖို့အတွက်ကိုကျွန်တော်ဒီ BHM live channel ကနေကျွန်တော်ခွန်အားပေးချင်ပါတယ်ဆိုတော့ဒီ BHM live channel ကိုကျွန်တော်တို့အပတ်စဉ်တိုင်းမှာကျွန်တော်တို့ထုတ်လွှင့်ရရှိပါတယ်ဆိုတော့တနင်္ဂနွေနေ့မနေ့နော်ဒီညနေမှာအစီအမံကျွန်တော်ထုတ်လွှင့်ရရှိပါတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးမှနားထောင်ပေးလို့ရပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်အတူတကွဒီဆွေးနွေးဖို့အတွက်နောက်ကျွန်တော်ဝင်ငှချင်တဲ့ကောင်းစဉ်တွေကတော့ sweet december နဲ့ နှလုံးသားတစုံဆိုတဲ့ကောင်းစဉ်အားဖြစ်ကျွန်တော်ဝေငှချင်တာဖြစ်ပါတယ်ဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကြွားကြရအောင်ဆိုတော့ကျွန်တော်ရွေးချယ်ထားတဲ့ကြံချက်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုင်ငယ်16နဲ့19ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီရက်နေ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်သွားပြစေဖခင်သခင်၏တားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်သာရအသက်ကိုရစေခြင်းကဖျားသခင်သည်မိမိ၌တပါးသီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့အားအပြစ်စီရင်ခြင်းကဘုရားသခင်သည်တားတော်ကိုဤလောကသို့ဆီလွတ်တော်မူသည်မဟုတ် လောကီသားတို့သည် ကိုတော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မြတ်အကြောင်းဆီလွတ်တော်မူ၏ဖတ်သွားတဲ့နှုတ်ဘတ်တော်ရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေဆိုတော့ကျွန်တော်နံပါတ်1ချက်အနေနဲ့ကြည့်ရင်သာဝရဘုရားသည်လူသားတွေကို ဖြောင့်မတ်စွာနဲ့ဖန်ဆင်းပေးထားတယ်ဆိုတော့ကျွန်တော်တို့နံပါတ်၁ချက်အနေနဲ့ကျွန်တော်တို့တွေ့လို့ရပါတယ်။အဲအကြောင်းအရာကိုပဲကဘာဥချံအခန်းကြီး၁အပိုင်ငယ်နဲ့28မှာအာဒမ်နဲ့အေဝါကိုဘုရားသခင်ကမိမိပုံတရံနဲ့အညီဖန်ဆင်းပေးထားတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရတယ်။ဘာအတွက်ဖန်ဆင်းပေးထားလဲ။ဖျားသခင်နဲ့လူဖြစ်တဲ့အာဒံနဲ့အေဝနဲ့မိတ္တဟာယဖွဲ့ပြီးခါမှာကဘာကြီးမှာပွားများဖို့အတွက်ကိုဘုရားရှင်ကလိုတော်ရှိတာဖြစ်တယ် ဒီအတွက်ကြောင့်ပဲဘုရားရှင်ကဖန်ဆင်းပြီးမှသူ့ရဲ့ပုံသဏ္ဍာန်နဲ့ဖန်ဆင်းပြီးမှလူသားတွေနဲ့ဘုရားနဲ့စကားပြောတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တဲ့ဒါပေမဲ့ဒီကပ္ပဥ္ချအခန်းကြီး၃အပိုင်ငယ်၆ကိုကြည့်တဲ့အခါမှာဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အတွက်ကြောင့်အာဒမ်နဲ့အေဝါကအပြစ်ကိုကြားရောက်သွားတယ်အပြစ်ကိုကြားရောက်တဲ့အခါမှာဘာဖြစ်လာတယ်လဲဆိုအဲ့ရဲ့အကျိုးဆက်ကလူသားအားလုံးဟာအပြစ်သားတွေဖြစ်လာတယ်အဲကြောင့်ဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အာဒမ်နဲ့အေဝါ ဖျားသခင်နဲ့ဆက်သွယ်မှုပြတ်သွားတယ်။ဖျားသခင်နဲ့အရင်လိုဆက်သွယ်လို့မရတော့ဘူး။ဆက်သွယ်လို့မရတော့တဲ့အတွက်ကြောင့်ဘာဖြစ်လာလဲဆိုရင်ဖျားရှင်ကအာဒာနဲ့အေဝါကနဲ့ဆင်းသက်လာတဲ့လူသားအားလုံးကိုသူနဲ့မိတ္တဟာယပြန်ဖွဲ့ဖို့အတွက်ကိုနော်လောကကိုကြွလာတဲ့လကိုကျွန်တော်တို့ကပါလို့လဲဆိုရင်နော်ကျူဆိုတဲ့အနေနဲ့ sweet december ဆိုပြီးကျွန်တော်တို့ကကျူဆိုလေးရှိပါတယ် အဲ့ဒါကြောင့်မတိချက်နေနဲ့ခုနကျွန်တော်ပြောတယ်လို့ပေါ့ထာဝရဘုရားဒီလူသားတွေကိုဖြောင့်မတ်စွာနဲ့ဖန်ဆင်းတဲ့ဒါပေမဲ့အပြစ်သားတွေဖြစ်လာပြီးတဲ့နောက်မှာဘသူအဖြစ်လဲအာဒံနဲ့အီဝါကဖရားရဲ့စကားကိုနားမထောင်ခြင်းအဖြစ်ဘယ်ကိုသွားရမလဲသူတို့တည်လို့ရှိရင်ထာဝရငယ်ကိုသွားရမယ်အဲ့ထာဝရငယ်ကိုသွားဖို့အတွက်ကိုဖရားရှင်ကအလိုတော်ရှိလားအလိုတော်မရှိပါဘူးအဲ့တော့ကြောင့်ဘာလုပ်တယ်လဲဆိုရင်တော့နံပါတ်1အချက်မှာ ထာဝရဖျားဒီလူသားများကိုသူ့ဖက်သူပြန်လာရန်နီလမ်းမျိုးစုံတုံပြီးခါမှာပြန်ခေါ်တယ်ဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ဓမ္မဟောင်းမှာကျွန်တော်တို့ကြည့်လိုက်ဣတေလလူတွေအားဖြင့်နော်ဒီကျွန်တော်တို့လေ့လာလို့ရတာဖြစ်ပါတယ်ဆိုတော့နံပါတ်၁ချက်မှာကျွန်တော်ကြည့်လိုက်လူသားများကိုထာဝရငရဲသူမရောက်စေခြင်းနဲ့ကြွတ်တော့ထာဝရဖျားကဘာလုပ်တယ်လဲဆိုရင်နံပါတ်၁ဘသူတွေကိုအုံပြုတ်တယ်လဲဖျားရဲ့ จูมဖြစ်တဲ့အာဗြဟံတို့ကိုအသုံးပြုတယ်။တချို့ခေါင်းဆောင်တွေအသုံးပြုတယ်။နံပါတ်2ဘသူ့အသုံးပြုတယ်လဲ။မောရှေကိုအသုံးပြုတယ်။နံပါတ်3ဘသူ့အသုံးပြုတယ်လဲ။ယောရှုကိုအသုံးပြုပါတယ်။နံပါတ်4ဘသူရောအသုံးပြုတယ်လဲ။နံပါတ်5မှာတရားသူကြီးတွေကိုပြန်မိခါမှအသုံးပြုတယ်။နံပါတ်5မှာဘသူလဲ။ Prophet တွေကိုအသုံးပြုတယ်။ Minor Prophet, Major Prophet ဆိုပြီးမှဖျားရှင်ကခေါ်ပြီးခါမှဘာလို့လဲ။သူ့ရဲ့လူတွေကိုသူ့ရှင်မှာပြန်လာဖို့အတွက်ကို အစင်အမျက်ဒီကောင်းဆောင်တွေကိုအသုံးပြုထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ဘာဖြစ်လို့လဲ။ထာဝရငရဲကိုတွားမဲ့အရာကိုဘုရားရှင်ကလူသားတွေကိုအလိုမရှိတဲ့အတွက်ကြောင့်ခင်အဆက်ဆက်ဘုရားရှင်ကနီလန်းညီကိုတုံးမိခါမှာသူ့လူတွေကိုသူ့ရှိမှာပြန်ခေါ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရတာဖြစ်တယ်။ခုနကကျွန်တော်တိတ်ကနဲ့ငါဖော်ပြပေးထားတဲ့ပုဂ္ဂိုလ်တွေကတော့ဂျမ်းသာထဲမှာနာမည်ရှိတဲ့လူတွေပါ။တော့အများကြီးရှိပါတယ်ဘုရားအသုံးပြုတဲ့လူတွေ။ အဲ့လူတွေကိုဘုရားရှင်အတုံးပြုပြီးမှသူ့လူတွေကိုသူ့ရှိပြန်လာဖို့အတွက်ပြန်ပြီးခမခေါ်ပါတယ်။အဲအကြောင်းရဲ့နေရာကိုပဲဒီအခုနကျွန်တော်အခန်းဒီနံပါတ်1မှာသာဝရဘုရားဒီလူသားများကိုသူ့ဖက်သူ့ပြန်လာရနီလာများကိုအတုံးပြုပြီးပြန်ခေါ်တယ်ဆိုတာကိုဖော်ပြပေးထားတာဖြစ်ပါတယ်။နော်အဲအကြောင်းအရာကိုဘယ်မှာဖော်ပြပေးထားလဲ The Mahon Jam မှာဖော်ပြပေးထားတယ်ဆိုတာကိုကျွန်တော်တွေ့လို့ရပါတယ်။ဆက်လက်ပြီးခမကြည့်ရအောင်။ ဲ့အဲ့ဒါကြောင့်နံပါတ်3မှာရောဘာတွေဖြစ်လာတယ်လဲဆိုစက်ကြည့်အောင်ထာဝရဘုရားသည်လူသားအလုံးအတွက် တပါတိသောသားတော်ကိုစီလွတ်ပြီးလူသားတွေကိုပြန်ခေါ်တယ်ဆိုတော့ကိုကျွန်တော်တွေ့လို့ရတာဖြစ်တယ်ဆိုတော့နံပါတ်3အထိကျွန်တော်ပြန်မိခါမှကြီးလိုက်တဲ့ခါမှနံပါတ်1မှာပါလဲဘုရားရှင်လူသားတွေကိုဖန်ဆင်းတယ်ဖန်ဆင်းတဲ့အခါဘုရားစကားကိုနားမထောင်ဝဲတဲ့လူသားတွေကအပြစ်ရောက်တယ် အပြစ်ရောက်တဲ့ခါမှာဖျားရှင်ကဒီတိုင်းပြစ်ထားလားမပြစ်ထားဘူးသူ့ရှိမှပြန်လာဖို့အတွက်ကိုဘာလုပ်တယ်လဲဆိုနီးလမ်းမျိုးစုံအသုံးပြုတယ်ဘသူတွေလဲအဗရာဟမ်တို့နောက်ခုနကျွန်တော်ပြောတယ်မောရှေတို့ယောရှုတို့နော်နောက်ပြီးခါမှဒီပရောဖက်ပေါင်းမြောက်များစွာကိုလည်းသူစေလွတ်တယ်နော်စေလွတ်ပြီးခါမှဘာလုပ်လဲဆိုရင်တော့ထာဝရဖျားကသူ့ရှိမှပြန်ပြီးခါမှလာဖို့အတွက်ကိုလူသားတွေကိုပြန်ပြီးခါမှခေါ်ပြီးခါမှအသုံးပြုတယ်ဆိုတော့ကျွန်တော်တို့တွေ့လို့ရပါတယ်ဒီဓမ္မတိကာလမှာကျွန်တော်ပြန်ကြည့်လာတဲ့ခါမှာ သာဝရဖျားကလူသားအလုံးပြန်မိသူရှိမှလာဖို့တက်ကိုဘသူတို့ prophet တီကိုစီလွတ်ယုံတဲ့မဟုတ်တော့ဘူးတပါတီတော်သားတော်ကိုစီလွတ်ပြီးမှလောကလူသားအလုံးကိုသူရှိပြန်လာဖို့တက်ကိုစီလွတ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲအเจ้าကြီးကိုပဲရှင်ယောဟန်3အခန်းကြီး16နဲ့19မှာပေါ်ပြပေးထားတာဖြစ်တယ်ခုနကျွန်တော်ပထမဆုံးဖတ်ပြီးသွားပါပြီဖျားသခင်ရဲ့သားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည် ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းငါဘုရားသခင်သည်မိမိ၌တပါတိသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏တဲ့လောကီသားတို့အားအပြစ်စီရင်ခြင်းငါဘုရားသခင်သည်သားတော်ကိုဤလောကသို့စီလွှတ်တော်မူသည်မဟုတ် လောကီသားတို့ဒီကိုတော်အားဖြင့်ကဲတင်ချင်းတို့ရောက်မြင်အကြောင်းစေလွှတ်တော်မူ၏ဆိုပြီးခမဖော်ပြပေးထားပါတယ်။အဲအကြောင်းအရာတွေကိုပဲကျွန်တော်ကြည့်အောင် နံပါတ်၁ချက်မှာဗာတွေ့လို့ရတယ်လဲဆိုဖယားသခင်တားတော်ကိုယုံကြည်သောသူအပေါင်းတို့တဲ့အဲ့ဆိုဘုရားသခင်ရဲ့တားတော်ကလောကမှာကြွလာပြီးခမဘာလို့ပေးတယ်လဲကျွန်တော်တို့အပြစ်သားတွေထာဝရငရဲကိုသွားမယ်ဟာကိုဘုရားကတိတဲ့အတွက်ကြောင့်ထာဝရကောင်းကင်ကိုသွားစေခြင်းတဲ့အတွက်ကြောင့်တပါတီတော်တားတော်ကိုစီလွတ်ပြီးခမလက်ဝါးကားတိုင်းမှာကျွန်တော်ကိုစအပြစ်ကိုမလုပ်တယ်လဲဆိုရင်အသေးခံတယ် အပြစ်ကိုဘေးဆပ်ပြီးခမလက်ဝါးကားတိုင်းမှာတွေးတယ်နောက်ပြီးခမတကြိုးတယ်နောက်ပြီးခမပြန်လဲပြီးခမ ရှင်ပြန်ထမြောက်တယ်သုံးရမြောက်မှာပြန်လဲရှင်ပြန်ထမြောက်တာကိုဩငါရဲ့အပြစ်အတွက်ထာဝရဘုရားကဘေးဆပ်ပါလားဆိုတဲ့အရာကိုမိမိရဲ့နှလုံးသားထဲကနဲ့ယုံကြည်လက်ခံပြီးနှုတ်အားဖြင့်မွတ်ဆိုသောသူမှန်သမျှခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်သောသူမှန်သမျှကိုဘုရားသခင်ရဲ့သားလို့ကျွန်တော်တို့ခေါ်တယ် ဖရာသခင်ရဲ့တမီးလို့ခေါ်ပါတယ်။အဲကြောင့်ဖရာသခင်ရဲ့တားတော်ကိုယုံကြည်တော်သူ အပေါင်းတို့သည်ဘာဖြစ်မလဲဆက်ကြည့်အောင်။ဖရာသခင်ရဲ့တားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်။ထာဝရပျက်စီးခြင်းကိုမရောက်ပါဘူး။အကြောင်းပျက်စီးခြင်းတို့မရောက်နံပါတ်3မှာပါလေထာဝရအသက်ကိုရရှိခြင်းငါတဲ့ နမလေးမှာဖျားသခင်သည်မိမိ၌တပါတိသောသားတော်ကိုစွန့်တော်မူတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရတာဖြစ်တယ်။စပိခမကြည့်အောင်အဲစွန့်တော်မူတည်တိုင်အောင်ဘာဖြစ်တယ်လဲလောကီသားတော်ကိုချစ်တော်မူ၏ဆိုပြီးခမထပ်ပြီးမှဖော်ပြပေးထားတယ်။ဖျားကတပါတိသောသားတော်ကို လောကီသားတို့အားအပြစ်စီရင်ခြင်းကစီလွတ်တာမဟုတ်ဘူးတဲ့ ဒီမှာဖော်ပြပေးထားတယ်ဖရာသခင်ဒီတားတော်ကိုဤလောကသို့စေလွတ်တော်မူသည်မဟုတ်အပြစ်စီရင်ဖို့လောကီတားတို့ဒီကိုတော်အားဖြင့်နဲ့ကဲတင်ချင်းတို့ရောက်မြတ်အကြောင်းစေလွတ်တော်မူ၏ဆိုပြီးခါမှဖော်ပြပေးထားတယ်ဒီအကြောင်းအရာကိုပဲကျွန်တော်တို့ကဘာလို့ဖို့လို့လဲဆိုတော့ဒီဇင်ဘာမှာအတိကအဖြစ်ဆွေဒီဇင်ဘာမှာကျိုးဆူရချင်းရဲ့အကြောင်းရင်းဖြစ်ပါတယ်ဖရာသခင်ရဲ့တားတော်ဟာလောကကို ဆင်းကြွလာတဲ့အတိတ်ကအကြောင်းအရာကဘာလဲကေတင်ချင်းတို့ရောက်နေအကြောင်းလောကမှာရှိတဲ့တာသမီးတွေလောကမှာရှိတဲ့လူမှန်သမျှကိုဖះရှင်ကမိမိရဲ့ကေတင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံနိုင်ဖို့အတွက်ကိုတပါတီတော်သားတော်ကိုစီလွတ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ဒီမှာလည်းခုနကျွန်တော်ပြောပြအချက်၉ချက်မှကျွန်တော်တွေ့ရတယ်ဘုရားသခင်ဤတားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီ ဖျားသခင်၏တားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောထာဝရအသက်ကိုရဖို့အတွက်တဲ့မိမိနဲ့တပါတီတော်တားတော်ကိုဆွတ်တော်မူတည်တိုင်အောင်လောကီတားတော်ကိုချစ်တော်မူ၏တဲ့လောကီတားတော်ကိုသူကြွလာတဲ့အခါမှာအပြစ်စီရင်ခြင်းကမဟုတ်ဘူးတဲ့ဖျားသခင်ရဲ့တားတော်ကိုစီလွတ်တော်မူတဲ့အကြောင်းအရာက လောကီလူသားအလုံးကေတင်ချင်းတို့ရောက်မီအကြောင်းစီလွတ်တော်မူတယ်ဆိုတာကိုကျွန်တော်တို့တွေ့လို့ရပါတယ် အဲအเจ้าရပဲလောကကိုသူကြွလာတာကိုလောကီလူသားအားလုံးကဝမ်းမြောက်စွာဖြင့်ကြူဆိုတာကိုပဲကျွန်တော်ကဒီဇင်ဘာဆွေဒီဇင်ဘာဆိုရဲအတိတ်ပဲဆိုလို့ရင်းဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဆက်လက်ပြီးခမှာကြည့်အောင်အကြောင်းသခင်ခရစ်တော်လောကကိုကြွလော်မူခြင်းရဲ့လမ်းကြောင်းရှိပါတယ်ဘယ်လိုမျိုးလမ်းကြောင်းအဖြစ်သူကြွလာတယ်လဲဆိုရင်ကျွန်တော်လေ့လာကြည့်အောင်ရှင်လုကာခရစ်ဝင်ချအခန်းကြီး1အပိုင်ငယ်26ကနေ38မှာကျွန်တော်တွေ့လို့ရပါတယ် ဘယ်လိုဖော်ပြပေးထားလဲဆိုရင်ကာလီလဲပြည်နာဇရက်မြို့၌ဒါဝိအမျိုးသားယောသတ်ရှိပါတယ်ယောသတ်နဲ့မာရိကိုထိမ်းမြားဖို့အတွက်ကိုသူတို့ကပြင်ဆင်နေတယ်ပြင်ဆင်နေတဲ့အချိန်မှာတရူသမီးကညာစီမှာဖျားသခင်ရဲ့ကောင်းကင်တမန်ဖြစ်တဲ့ကာဘီလဟာမာရိရှိမှာစီလွှတ်ခြင်းကိုခံရတယ်အဲ့ဒီမှာဂါဘီရာကဘလို့ပြောတယ်လဲဆိုရင်ဂျေဇူးတော်ကိုခံရတော့မိမ့်ပါ သင်အားမင်္ဂလာဖြစ်စေတည်းဆိုပြီးခါကမာရီကိုနှုတ်ခွန်းဆက်တာတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရတယ်ဆက်လက်ပြီးမှကြည့်ရအောင်ထပ်ပြီးပြောပါတယ်သာဝရဖျားဒီသင်နဲ့အတူရှိတော်မူ၏ကောင်းကင်တမန်ကလည်းမာရီကြောက်ရွံ့ခြင်းမရှိနဲ့အဲ့လိုဖျားရဲ့စကားကိုကြားလာတဲ့အခါမှာကောင်းကင်တမန်ကိုမြင်တဲ့အခါမှာမာရီကကြောက်လာတယ်ကြောက်တဲ့အတွက်ကြောင့်ပဲကောင်းကင်တမန်ကလည်းမာရီမကြောက်နဲ့ဆိုပြီးခါမှာဖော်ပြပေးထားတာဖြစ်တဲ့ အဲ့မှာဂုံးကင်တမန်ကမာရီကိုဘယ်လိုပြောတယ်လဲဆိုရင်တင်းဒီပရိတ်တရီဆွဲယူ၍တားယောက်ျားကိုဖွားမြင်လိမ့်မည်လို့ဖော်ပြပေးထားပါတယ်။ထိုသားကိုယေရှုအမည်ဖြင့်မဲ့ရမယ်ဆိုပြီးခါမှဖော်ပြပေးထားတယ်။ဖခင်အဲ့မှာမာရီကမယုံကြည်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူကအပြုံမှယောသန်နဲ့လက်ထပ် ဖို့ပဲလုံနေတဲ့အခါမှာနင်သားယောက်ျားကိုဖွားမြင်မယ်ဆိုတဲ့အရာကို तू ကမဖြစ်နိုင်ဘူးငါအပြုံမဘလို့နေနဲ့ငါယောက်ျားတော်မယူသေးပဲနဲ့ဘလို့သားဖွားမလဲဆိုမဖြစ်နိုင်ဘူးဆိုပြီးခါမှာမာရိကနော်စိတ်แท้ကနဲ့တန်တဲ့ဖြစ်လာတဲ့အခါမှာကောင်းကင်တမန်ကမာရိကိုပြောပါတယ်ဖျားသခင်တတ်နိုင်တော့မမူတော့အမှုမရှိဆိုပြီးခါမှာမာရိကိုပြောပါတယ် နောက်ဆုံးမှာမာရိကဘာပြောတယ်လဲဆိုရင်တော့ကောင်းကင်တမန်ရဲ့နော်ဒီစကားကိုဘာလို့တယ်လဲဆိုရင်သူကဝင်ခံပါတယ်အဲကြောင့်မဲ့မာရိကအကျွန်ုပ်ဒီသာဝရဖရာဤကျွန်မဖြစ်ပါဤဆိုပြီးပေါ်ပြပေးထားတယ်ကိုတော်ဤစကားအတိုင်းအကျွန်ုပ်၌ဖြစ်ပါစေဟုဝင်ခံတယ်အခုနောက်ကောင်းကင်တမန်ဖော်ပြပေးထားတဲ့အတိုင်းကျွန်မမှာဖြစ်ပါစေဆိုပြီးခမဖရာရဲ့စကားကိုယုံကြည်လက်ခံတာကျွန်ုပ်ကတွေ့လို့ရပါတယ် ဲ့ဒါတမျိုးနဲ့ပြောရရင်ဘာဖြစ်တယ်လဲဆိုရင်တော့ကောင်းကင်တမန်ကမာရိကိုရွေးချယ်တဲ့အခါမှာယောသတ်နဲ့မာရိကလက်ထပ်ဖို့ပြင်နေတယ်လက်ထပ်ဖို့ပြင်နေတဲ့အချိန်မှာပဲမာရိကသူ့အရွယ်ကောင်းတဲ့အရာအားလုံးကိုဘုရားရှင်ရှင်မှာပေးဆက်တယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အပြူကညာဖြစ်တဲ့မာရိစံစာထဲမှာပေါ်ပြပေးထားတယ်အပြူကညာဖြစ်တဲ့မာရိကသူ့ရဲ့အပြူကညာဖြစ်တဲ့အရာကိုဘုရားရှင်ရှင်မှာပူဇော်လိုက်တယ် သူများရဲ့ပြောဆိုမဲ့အရာတွေကိုအားလုံးကိုဘာဖြစ်တယ်လဲသူကစန့်ချင်ပြီးခါမှဖះရရဲ့စကားကိုနားထောင်နေဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်ဆိုတော့ယောသက်ကမာရိရှိမှာတွားတဲ့အခါမှာဘာဖြစ်တယ်လဲဆိုမာရိကပရိတ္တိဆွဲယူတယ်ဆွဲယူတဲ့အခါမှာဘာဖြစ်တယ်လဲဆိုတော့ယောသက်ကမာရိကိုစွန့်ပစ်ဖို့ပြင်တဲ့အခါမှာကောင်းကင်တမန်ကယောသက်ကိုပြန်ပြီးခါမှပြောပါတယ်ဒါဟာဖះရရဲ့ နောက်တကောအဖြစ်ပရိတ်တရေဆွဲယူတာဖြစ်တယ်ဆိုပြီးပြောပြတဲ့အခါမှသာလဲယောသကလည်းသဘောပေါက်တယ်ဆိုတော့ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲကြောင့်ဘုရားရှင်ကကျွန်တော်ဆွေဒီဇင်မှာဂျိုးဆူလာတဲ့အခါမှာအတိကကပါလဲဆိုရင်မာရိကသူ့ရဲ့အလိုဆန္ဒအတိုင်းမဟုတ်ပဲနဲ့သူများကသူ့ကိုဝေဖန်ဖြစ်တင်မဲ့သူနဲ့လက်ထပ်မဲ့ယောသကသူ့ကိုဝေဖန်ဖြစ်တင်မဲ့ဆိုတဲ့အရာတွေကိုမကြည်ပဲနဲ့ဘုရားရဲ့နော်ပြောစကားကိုသူအာမင်ပြီးပြီးခါမှာ နော်ဖရားရဲ့လမ်းကြောင်းပေါ်မှာရှောက်လန့်နေဆိုတော့ကိုကျွန်တော်ကတွေ့လို့ရပါတယ်ဆက်လက်ပြီးခမကျွန်တော်ကြည့်ရအောင်အဲအเจ้าရာကိုပဲမာသေအခန်းကြီးဒီအပိုင်ငယ်16နဲ့23မှာကျွန်တော်ဆက်လက်ပြီးခမကြည့်ရအောင်မေရောမာရီဒီယောသနဲ့ထိန်မြားဆောင်နှင်း၍မရှက်တည်မီအတူမနေမီပေါ့နော်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ပရိသေဆွဲနေခုနကကျွန်တော်ပြောပြသားပါကောင်းကင်တမန်ကဗာပြောတယ်လဲဆိုရင်တားယောက်ျားကိုဖွားမြင်လိမ့်မည်တဲ့ ထူသားတည်တဲ့မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်တော့ကြောင်းနော်ယေရှုဟူသောအမည်ဖြင့်မေယာမီဟုကောင်းကင်တမန်ဆို၏ဆက်ကြည့်အောင်မာသဲ1:23မှာဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုတော့ခရစ်တော်ကြွလာမယ့်အကြောင်းအရာတွေကိုဗျာဒိတ်ပေးပြီးသားပါအဲ့ဗျာဒိတ်အချက်ဟူမူကားကြည့်ရှုလို့တဲ့သရုသမီးကညာဒီပရိတ်တရေဆွဲယူရေးတားရောက်ကြကိုဖွားမြင်လက်တန်းတယ် ထိုသားကိုအေမာနွေလအမိဖြစ်မဲ့ရကြလက်တန်ဟုလာတည်းအေမာနွေလအ ਨੇ ကငါတို့နဲ့အတူရှိတော်မူသောဖျားသခင်ဟုဆိုလိုတည်းဆိုပြီးခမရှေမာတဲအခန်းကြီး1အပိုင်ငယ်23မှာကျွန်တော်တို့ကဗျာဒိတ်အချက်ကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲ့ဒါကြောင့်ဒီမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာသာဝရဖျားကလူသားတွေကိုချစ်လွန်းတဲ့အတွက်ကြောင့်ကဘာဥကနဲ့စတင်ပြီးခမဒီကနေ့အထစ်အပြစ်သားတွေကိုအယံမဲ့ချစ်တယ် အယမ်းမချစ်တဲ့အကြောင်းရပါလေအပြစ်ကနဲ့လွတ်မြောက်ဖို့အတွက်ကိုဖရာရှင်ကကဘာဦးချမ်းကနဲ့ဗျာဒိတ်ချက်အထိကျွန်တော်လေ့လာလို့ရှိရင်ဓမ္မဟောင်းမှာပဲဖြစ်ဖြစ်ဓမ္မတိမှာပဲဖြစ်ဖြစ်ဒီကနေ့အထိဖြစ်ဖြစ်အပြစ်ကနဲ့လွတ်မြောက်ဖို့အတွက်ကိုဖရာရှင်ကနီလာမျိုးစုံဖြစ်ပြင်ဆင်ထားပေးတယ်ဆိုတာကိုကျွန်တော်တို့ဒီလေ့လာလို့ရပါတယ်ဆက်လက်ပြီးခမကြည့်ရအောင်အဲ့ဒါနဲ့အပြစ်ကနဲ့လွတ်မြောက်ပြီးတာနဲ့ပြီးလာမပြီးပါဘူးထာဝရအသက်ကိုရရန် နီလမ်းမျိုးစုံဖြစ်လူသားတွေကိုပြန်ခေါ်တဲ့တဲ့အပြစ်ကနဲ့လွတ်ရင်ပြီးပြီလို့ပြောလာမဟုတ်ဘူးအလစ်ကနဲ့လွတ်မြောက်ပြီးတာနဲ့ထာဝရအသက်ကိုရရှိရန်ဆိုပြီးခမဖျားရှင်ကအလိုတော်ရှိတာဖြစ်တယ်အဲ့အတွက်ကြောင့်ပဲဘာဖြစ်တယ်လဲဖျားရှင်ကနော်သူ့ရဲ့လူတွေကိုအသုံးပြုခမအစင်အားပေးပြီးခမဂယုဆိုင်ပြတဲ့ဖျားဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခမပြောချင်ပါတယ်အကြောလောကလူသားတွေဟာအပြစ်သားတွေဖြစ်တဲ့ခါမှာဖျားရှင်ကမစွန့်ပြစ်ပါဘူး သူရှိပြန်ခေါ်ဖို့အတွက်ကိုနီလာမျိုးစုံသုံးတဲ့ကောင်းဆောင်နီသုံးတဲ့ခွဲခတ်နဲ့သူရှိပြန်ခေါ်တဲ့ prophecy သုံးတဲ့ပြန်ခေါ်တယ်။နောက်ဆုံးမှာတပါတိသောသားတော်ကိုတကဘာလုံးကလူသားတွေအပြစ်ကနဲ့လွတ်မြောက်ဖို့ထာဝရအသက်ရဖို့အတွက်ကိုတပါတိသောသားတော်ကိုမာရိကိုသုံးပြုပြီးလောကကိုကြွအစင်းလာတာဖြစ်တယ်။အဲကြွအစင်းလာတဲ့အရာကိုပဲကျွန်တော်ဆွီဒီဇင်မာနေနဲ့ကျွန်တော်ကကြိုးဆိုတာဖြစ်တယ်။ ဲ့ဒါကြောင့်အဲ့ဆွီဒီဇင်မာကိုကြည့်တဲ့အခါမှာဘာတွေ့လို့ရတယ်လဲဆိုဖရားတခင်ရဲ့နှလုံးသားတစ်စုံကိုတွေ့လို့ရတယ်ဘလောက်အထိနူးညံ့တိမ်မွေ့တဲ့ဖရားရဲ့နှလုံးသားလဲလူသားတွေကသူ့ကိုစွန့်ပစ်ပြီမဲ့လဲဘယ်တော့ခါမှစိတ်တကြချင်းမရှိရဲနဲ့ဖရားရှင်က လူရယ်လို့မှန်ရင်ပုထုဇဉ်လူသားမှန်ရင် ဖရားရှင်ကအစင်မြဲချစ်နေပါတယ်အဲ့ကြောင့်မိတ်ဆွေသင်ကိုလည်းဖရားရှင်ကချစ်တယ်ကျွန်တော်ကိုလည်းချစ်ပါတယ် သူဖန်ဆင်းတဲ့ပုထုဇဉ်လူသားအားလုံးကိုဘုရားရှင်ကမခွဲခြားပါဘူးအယောင်မခွဲခြားပါဘူးအသားရည်မခွဲခြားပါဘူးเนาะနောက်ပြီးခါမှာအရက်အနှိမ်အမြင့်စင်ရချမ်းသာမခွဲခြားပါဘူးအားလုံးကိုဘုရားရှင်ကချစ်ပါတယ်ဒါကြောင့်မဲအပြစ်ကနဲ့လွတ်မြောက်ဖို့အတွက်တပါတိတော်သားတော်ကိုစေလွတ်တယ်အဲစေလွတ်တာကိုပဲကျွန်တော်တို့က sweet design မှာကြိုးဆူကြတာဖြစ်ပါတယ်အဲ့တော့ကြောင့်မဲဘုရားရှင်ကလူသားအားလုံးကိုဂယုဆိုင်ပြီးပြီးခါမှာအစဉ်အမြဲချစ်တယ်ဘုရားဖြစ်ပါတယ် အဲကြောင့်လူသားတွေဟာလောကမှာအသက်ရှင်တဲ့အခါမှာသူ့ကိုယုံကြည်ပြီးတဲ့နောက်မှာလူသားတွေအတွက်ဘုရားရှင်ကဒီတိုင်းထားပေးလာမထားဘူးအေမာနွေလဘုရားတဲ့နာမည်တော်မှပြောထားတယ်အေမာနွေလအ내အတိတ်ပဲကပါလေသင်တို့နဲ့အစင်အမြဲအတူရှိမယ်လို့ဖော်ပြပေးထားတယ်အဲ့အစင်အမြဲကျွန်တော်နဲ့အတူရှိမဲ့ဖယားကဘလို့မျိုးကုံပုတ်တီနဲ့ပြည့်စုံတယ်ဆိုတော့ဟေရှာရဲ့အနာကတိကျအခန်းကြီးကိုအပိုင်ငယ်6မှာကျွန်တော်ကတွေ့လို့ရပါတယ် ကြည့်အောင်ဟေရှာယနာကတိကြံခန်းကြီးကိုအပိုက်ငယ်၆မှာငါတို့အဖို့တားကိုတနာတော်မူ၏တဲ့သူငယ်ကိုဖွားမြင်၏ထိုးသူသည်အုပ်ဆိုးခြင်းအာနာဆက်ရှိလိမ့်မည်တဲ့ထပ်ကြည့်အောင်အကြောင်းသူရဲ့နာမတော်မူကားတဲ့နံပါတ်၁အောအဖွဲစัจ java တစ်ခုလုံးကိုကြည်လိုက်ပါဖခင်ရဲ့လက်ရာတွေကိုကျွန်တော်ကမြင်တဲ့အခါမှာ အာအောဖွယ်ဖျားဖြစ်ကြောင်းကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်။တမန်ကျမ်းစာထဲမှာပေါ်ပြပေးထားပါတယ်။တမန်ကျမ်းစာလို့ပြောတဲ့အခါမှာတော်တော်များများကခရိယန်ကျမ်းစာလို့ထင်ပါတယ်။တမန်ကျမ်းစာဆိုတဲ့အရာကလောကလူသားတွေအားလုံးအတွက်ဖျားရှင်ကပေါ်ပြပေးထားတဲ့ကျမ်းစာမဖြစ်ပါဘူး။အဲကျမ်းစာအခန်းကြီး1အပိုင်းငယ်1မှာသာရဖျားတွေကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ပေါ်ပြပေးထားတယ်။ အဲဒါကြောင့်ဘုရားဖန်ဆင်းတဲ့အရာအလုံးကိုကြည့်တဲ့အခါမှာအယံမအောင်ဖွယ်ရကောင်းပါတယ်ကျွန်တော်ကိုကိုရဲ့လက်ကိုပြန်ကြည့်ပါဘာလို့လောကမှာတန်ပေါင်း9000ကျော်ရှိတဲ့လူသားတွေလက်ဘွေရဘာလို့အလုံးမတူတာလဲအမွာဘူးတွေတော့ဘာလို့လက်ဘွေရမတူကြတာလဲဘာဖြစ်လို့တမေအေတဖေအေထက်နဲ့ဆင်းသက်လာတဲ့ညီကောင်မောင်နှမတွေဘာလို့လက်ဘွေရမတူတယ်လဲအလုံးကိုပြန်စဉ်းစားကြည့်ပါဘုရားဖန်ဆင်းတာကအယံမအောင်စရာကောင်းပါတယ် ဲ့တော့ကျွန်တော်တို့ ਨੇ အမြဲတမ်းအတူပါရှိတဲ့အီမာနွေလဖရားကပါလေအဩဖွယ်ဖရားပါတို့ရဲ့အသက်တာမှာတကယ်ပဲဒုက္ခဆင်းရဲတွေနဲ့ကြုံတွေ့နေပြီလားအဩဖွယ်ဖရားကျွန်တော်တို့မှာရှိပါတယ်ဆက်ကြည့်အောင်သူ့ရဲ့နာမက တိုင်ပင်ဖဲကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာတိုင်ပင်ဖဲမလို့လားလိုတာဘောဒါကြောင့်သာဝရဖျက်ကတိတဲ့အတွက်ကြောင့်သူ့ရဲ့သားသမီးတွေအတွက်ဘာထားပေးလဲတိုင်ပင်ဖက်ထားပေးတယ် ကျွန်တော်တခါတလေကျန်ကျွန်တော်မှာဒုက္ခဆင်းရဲတွေကြုံတဲ့အခါမှာဘသူရှီမာမတွားပြီးမှတိုင်ပင်ဖို့တော့ကျွန်တော်ဝင်လေးတဲ့တဲအုပ်ဆီမာတော်လကောင်မိဘရှီမာတော်လကောင်ကိုအချစ်ဆုံးတငယ်ချင်းနေရှီမာတော်တိုင်ပင်လို့မရတဲ့ကိစ္စပေါင်းမြောက်များစွာကြုံတွေ့လာတဲ့အခါမှာထာဝရဘုရားရှီမာဒူးထောက်ပြီးမှတိုင်ပင်တဲ့အခါမှာအသက်ရှင်တဲ့ဘုရားကနီးလန်းနေပေးတယ်မဟုတ်ဘူးလားဒါကြောင့်မကျွန်တော်ကိုးကွယ်တဲ့ဘုရားကတိုင်ပင်ဖက်ဘုရားဖြစ်တယ်ဆိုတာကိုဒီမှာထပ်လောင်းပြီးမှကျွန်တော်ပြောချင်ပါတယ်ဆက်ပြီးမှကြည့်အောင် တကူကြီးသောဖရာသခင်ကျွန်တော်ကိုးကွယ်တဲ့ဖရာကတကူကြီးသောဖရာသခင်မှာစัจ java လာတစ်ခုလုံးကိုဖန်ဆင်းတာဖရာရဲ့နှုတ်ကပတ်တော်ကိုကြည့်ပါနတ်ဆိုးမှန်သမျှကိုတင်ထုတ်တယ်မျက်စိမမြင်သောသူတွေကိုမြင်စေတယ်တည်သောသူတွေကိုပြန်ပြီးခမရှင်ပြန်ထမြောက်စေတယ်နောက်ဆုံးမှာလောကရဲ့တည်ခြင်းကိုတော့မအောင်မြင်သောဖရာဖြစ်တဲ့တကူကြီးသောဖရာသခင် အဲ့တော့ကျွန်တော်ဘယ်အရာတွေကြုံတွေ့နေတဲ့ဒုက္ခဆင်းရဲပြဿနာတွေကျွန်တော်ကြုံတွေ့နေတဲ့အရာအားလုံးကိုကျွန်တော်တို့တကူကြီးသောဖရာသခင်ကအရာအားလုံးကိုတတ်နိုင်ပါတယ်အဲ့တော့ကျွန်တော်ဘယ်ဒုက္ခဆင်းရဲမဆိုကြုံတွေ့နေပါစေဘယ်လိုမျိုးအနာရောဂါတွေကြုံတွေ့နေပါစေဖရာရှင်နဲ့တိုင်ပင်တဲ့အခါမှာတကူကြီးသောဖရာသခင်ကဒီတိုင်းမထားပါဘူးကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းအားလုံးကိုတာဝန်ယူတဲ့ဖရာဖြစ်ပါတယ် ဲကြောင့်အဲ့ဖခင်ကပါလဲတကူကြီးသောဖခင်သခင်ဖြစ်ပါတယ်ဆက်ပြီးခမကြည့်အောင်ထာဝရအဘဘာဖြစ်လို့ဒီမှာအဘအလိုမတုံးမဲ့နဲ့ထာဝရအဘဆိုတာဖခင်ကအချိန်နာရင်နဲ့အသက်ရှင်တဲ့ဖခင်မဟုတ်ပါဘူးအချိန်နာရင်ကိုဖန်ဆင်းတဲ့ဖခင်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုးကွယ်တဲ့အဖကနေသထာဝရနဲ့အသက်ရှင်မဲ့ဖခင်အယ်ဖာနဲ့အိုမီဂါအစနဲ့အဆုံးအသက်ရှင်တဲ့ဖခင်ဖြစ်တယ် လောကမှာကျွန်တော်မိဘတွေရဲ့ခဏအတိုင်းတာလေးပဲကျွန်တော်နဲ့အသက်ရှင်ပေးတယ်။ဒါပေမဲ့ထာဝရဘုရားကတော့ထာဝရအဘ။ဒါကြောင့်မကျွန်တော်ဆူတောင်းတဲ့ကမ္ဘာကောင်းကင်ဘုံ၌ရှိတော်မူသောထာဝရအဘ။အဖေလို့ခေါ်ရတော့ခုကိုကျွန်တော်ရရှိတာဖြစ်တယ်။အဲအဖေကသားသမီးကိုဘလောက်အထီးချစ်တယ်လဲဆိုတာအားလုံးကသိပြီးသား။ ကိုယ့်ရဲ့သားသမီးကိုမိဘကဘလောက်ချစ်တယ်လဲဆိုတာထက်ဖခင်ကသူ့ရဲ့သားသမီးကိုဘလောက်ပူချစ်တယ်လဲဆိုတာကိုကျွန်တော်မိဘနော်တိုင်းကပူပြီးခါမှနားလဲပါတယ်အဲ့ဒါကြောင့်မကျွန်တော်ကိုယ်ကိုွယ်တဲ့ဖခင်ကပါလဲထာဝရအဘဖြစ်တယ်နမငါသူ့ရဲ့နာမကပါလဲငိန်တချင်းအရှင်ဖြစ်ပါတယ်လောကလူသားတိုင်းကနောက်ဆုံးမှဆင်းရဲချမ်းသာလူသားရဲ့လို့ဖြစ်လာရင်နောက်ဆုံးမှရှာဖွေတဲ့အရာကပါလဲငိန်တချင်းပဲဖြစ်တယ် ချမ်းသာတဲ့လူတွေကလည်းပတ်ဆက်များများရှိငါငိမ့်ချမ်းမလို့ထင်တယ်။ဆင်းရဲတဲ့လူကလည်းငါငိမ့်ချမ်းခြင်းကိုပဲရှာတယ်။ပတ်ဆက်အများကြီးရှိပြီးကမငိမ့်ချမ်းမဲ့နေတဲ့လူအများကြီးရှိပါတယ်။အဲကြောင့်လူသားကနောက်ဆုံးမှဘာရှာတယ်လဲ။ဘာသာတရားတိုင်းကဘာရှာတယ်လဲ။ငိမ့်တဲ့ခြင်းကိုပဲရှာကြတာမဟုတ်ဘူးလား။ငိမ့်တဲ့စိတ်ငိမ့်တဲ့နေရာမှာပဲရရှိဖို့အတွက်ကိုနီးမျိုးစုံနဲ့ကျွန်တော်ရှာဖွေနေကြတယ်မဟုတ်ဘူးလား။ အဲ့ငိမ့်တဲ့ချင်းကိုဘသူမှရှိတယ်လဲဆိုရင်ထာဝရဘုရားမှရှိတယ်။အဲ့တော့ကြောင့်မဲကျွန်တော်ကိုးကွယ်တဲ့ဘုရားရဲ့နာမတော့ကငိမ့်တဲ့ချင်းရှင်ဖြစ်တယ်။ဘယ်လိုမျိုးဒုက္ခဆင်းရဲကြားတွေမှာကျွန်တော်အသက်ရှင်နေပါစေ။ငိမ့်တဲ့ချင်းအရှင်နဲ့အတူပါရှိရင်ကျွန်တော်အသက်တာမှာငိမ့်တဲ့ချင်းကိုရရှိမယ်ဆိုတော့ကိုကျွန်တော်ထပ်လောင်းပြီးခါမှပြောချင်ပါတယ်။ အဲ့ကျကျွန်တော်တို့ကိုးကွယ်နဲ့အီမာနွေလဖခါဟာလောကမှာကျွန်တော်အသက်ရှင်တဲ့အခါမှာကျွန်တော်နဲ့အစဉ်အမြတ်အတူပါရှိတဲ့ဖခါဟာအာအိုးဖွယ်ကောင်းတဲ့ဖခါဖြစ်ပါတယ်။သူပန်ဆင်းတဲ့လက်ရည်ကိုချအာအိုးဖွယ်ကောင်းတဲ့တိုင်ပင်ဖက်ဘလို့ပြောဒုက္ခဆင်းရဲကြုံတွေ့နေတယ်လေ။ဖခါသခင်နဲ့တိုင်ပင်မှာဖခါကနေလန်းဖို့ပေးမှာပါ။ တကူကြီးတော့ဖရာသခင်ဘယ်လိုမျိုးဆင်းရဲဒုက္ခတွေကြုံတွေ့နေပါစေနတ်ဆိုးဆွဲတဲ့အားတွေကြုံတွေ့နေပါစေဖရာကိုယ်တော်ဖိတ်ခေါ်ပါသူ့လမ်းကြောင်းကိုယ်တော်ရှောက်လိုက်ပါတကူကြီးတော့ဖရာသခင်ကတည်ချင်းကိုယ်တော်ကိုအောင်မြင်နိုင်တဲ့ဖရာဖြစ်တယ်။ထာဝရဘာသူများကိုမအဘလို့ခေါ်စရာမရှိဘူးမိမိဘာတွေမရှိတော့ရင်ဘိုးဘွားတွေမရှိရင်ဘယ်သူမှဂယုမဆိုက်ရင်တော့ထာဝရဘာကတင့်ကိုဂယုဆိုက်တယ်အဘလိုရာခေါ်လိုက်ပါတင့်ရဲ့နာမအစင်အမြဲအိမ်မာနွေလဖះဟာတင့်ရဲ့ထာဝရဘာဖြစ်တယ် နောက်ဆုံးမှငြိမ်သက်ခြင်းအရှင်တင့်ရဲ့အတ္တတာကျွန်တော်ရဲ့အတ္တတာကိုငြိမ်သက်ခြင်းပေးဖို့အတွက်ပဲလောကကိုကြွလာတဲ့ဖရာဖြစ်တယ်အဲဖရာကိုပဲကျွန်တော်ကကြိုးဆိုတဲ့နေ့ကိုကျွန်တော်ကပထမဆုံးလက်ကိုဆွေဒီဇင်ဘာဆိုပြီးခါမှကျွန်တော်ကကြိုးဆိုရခြင်းဖြစ်ပါတယ်အဲ့တော့မဲ့ကျွန်တော်ရဲ့အသက်တာထဲမှာ sweet ဒီဇင်မာကိုကျွန်တော်ကကြိုးဆိုတဲ့အခါမှာကျွန်တော်ကိုးကွယ်တဲ့ဖရားဟာ အပိတလောကလူသားမှန်သမျှကိုချင်လွန်းတဲ့အတွက်ကြောင့်တဘာဒီတော်သားတော်ကိုစေလပြီးသူရှိမှပြန်လာပြီးခါမှသူနဲ့အတူမိတ္တဟာရဖွဲ့ပြီးမှခက်ခဲချင်းညုံတဲ့အခါနဲ့သူနဲ့အတိုင်ပင်ပြီးမှငိမ့်ချမ်းချင်းညိုတဲ့အခါမှငိမ့်ချမ်းချင်းညရှိနိုင်ဖို့အတွက်သူနဲ့တွေ့ဆုံပြီးခါမှအသက်ရှင်တဲ့ဖရားရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုတဘာဒီတော်သားတော်ကိုလောကကိုစေလွှတ်ပြီးခါမှ လူသားအားလုံးကိုထာဝရအသက်ပေးဖို့အတွက်တရားစီရင်ဖို့အတွက်မဟုတ်ဘူးထာဝရအသက်ပေးဖို့အတွက်လောကကိုကြွလာတယ်ဆိုတာကိုကျွန်တော်တို့သိဖို့ကသိပြီးခါမှယေကြည်ပါလေဒါကပဲဆွီဒီဇင်မာရဲ့အနှစ်သာရဖြစ်တယ်အဲ့တော့ကြောင့်ကျွန်တော်ဒီနေ့မှလည်းထထောင်ပြီးခါမှခွန်အားပေးခြင်းတဲ့အရာကဆွီဒီဇင်မာရောက်တိုင်းမှာဖရာသခင်ရဲ့ကောင်းမြတ်ခြင်း အေမာနွေလလို့ခေါ်တဲ့ဖယားသခင်ဟာကျွန်တော်တို့နဲ့အစဉ်အမြဲအတူပါရှိပါလားဆိုတာကိုအစဉ်အမြဲပြန်လည်ပြီးခါအောက်မေတ္တရိယာတော့ဖယားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခါမှကျွန်တော်ခွန်အားပေးချင်ပါတယ်အဲဒါကြောင့်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုနော်ဒီနေ့မှနားထောင်တဲ့လူတွေအားလုံးအပေါ်မှာဖယားသခင်ရဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့အားလုံးရရှိပြီးခါမှပြောရွှန်စရာကောင်းတဲ့ sweet december ကိုအတူတကွမိသားစုများနဲ့ပြန်လည်ပြီးခါမှနော် ဂျေဇုတော်ချီးမွမ်းရင်းနဲ့ပြန်လည်ပြီးမှအသုံးပြုနိုင်သောသူများဖြစ်ကြရအောင်ဆိုပြီးခါမှကျွန်တော်ပြန်နဲ့ခွန်အားပေးချင်ပါတယ်။ကြာနာတို့ရောက်ရှိတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။